မီခင်းမိန်တို့သုံးမဟုတ်အနိုင်မြင့်အတက်ကြတွေနဲ့အင်္ဂလန်မြေရောက်စပိန်သားတယောက်အာဆင်နယ်တင်ဒီယာတီမှာတိုက်စစ်ပိုက်မှာဒဏ်ရာတွေရလိုက်တာမှာတပြုံကြီးပဲအဲ့ဒီအတွက်လည်းအခြားကစားသမားတွေအတွက်အခွင့်အရေးလို့ပြောရမလားအရှိအကစားသမားတွေအင်ဂျူရီဖြစ်တဲ့အချိန်မှာကျွန်တော်တို့ထင်မှန်မှားတဲ့ကောင်းလာတဲ့ကစားသမားတွေအများကြီးပဲအဲ့ထက်ထက်မှာ မီခင်းမေလိုတဲ့တယောက်ပါဝင်ပဲကြံခဲ့တဲ့ຫນွေရမှာလောလလက်ဝယ်ထားခဲ့တာ28နှစ်တောင်အာရီတာဝယ်တော့ကဟာဒီဘက်ဘာလောက်တာလဲပေါ့ရိုးပြန်ဝင်မှာကောင်းတာတွေ့ပါတယ်ဒါပေမဲ့အသင်းအတွက်တကယ်လို့ကအထောင်တိုက်စင်ဘူးဝင်းငါပိုင်းနေမဝယ်ဘဲနဲ့ကွင်းလေတယောက်ထပ်ဖြည့်လိုက်တော့ကျွန်တော်တို့စိတ်ထဲမှာကအာရီတာဘာလောက်တာလဲပေါ့ဒီဘက်ကတော့ quality မရှိဘူးလို့ကျွန်တော်မထင်ဘူး quality အတိုင်းအတာတစ်ခုတည်းရှိလို့လေစပိန်နဲ့ယူရိုဖလားမှာရခဲ့တာအဲ့တော့မီခင်းမေလိုအာဆင်နယ်ရောက်လာတဲ့အချိန်မှာအင်္ဂလိပ်ကစားဟန်တယ်လေချက်ချင်းအသားမကျဘူး သူကြည့်လိုက်လို့ရှိရင်မကြာခဏလဲနေရပဲပြီးတော့ဒီကစားသမားကအာဆင်နဲ့ရောက်လာပြီးတော့မှဒူးတန်ရရဲ့နောက်ပြီးတော့ပခုံးတန်ရရဲ့ရပြီးတော့43ရက်လောက်အနားယူထားခဲ့ရတယ်ကျွန်တော်တို့မေရီနိုနဲ့ပတ်သက်ပြီးမကောင်းပြောခဲ့တဲ့ပါဇက်ကလေးကတော့ညောင်းရင်နဲ့ပလုတ်ချင်းရမယ်အနေထားရောက်သွားပါလေအဲ့လိုမျိုးကို့အတင်းကကစားသမားတူကောင်းသွားတာကိုလည်းတကယ်လဲမျက်မျက်နှာနှာဂုံယူမိတယ်လက်ခုပ်တီးမိတယ်ကိုဒီအပြစ်တင်ခဲ့တာမှားရင်မှားပလိစီသူတို့ကောင်းသောဖို့အရေးကြီးရဲ့ဒီဘက်ကိုခေါ်ခဲ့တော့ကဒီလက်အတက်ကင်မဖီမှာသုံးမယ်ဆိုပြီးကျွန်တော်တို့ထင်ခဲ့တာ တကယ်လဲအိုက်တာဆန်းသုံးကြည့်ရနောက်ဆုံး rice ကိုအနာပေးပြီးထည့်သုံးတဲ့အခါမျိုးဒီမှာအင်္ဂလိပ်ကစားဟန်နဲ့အတိုင်းတစ်ခုထိအသားမကျောက်အင်္ဂလိပ်ကစားဟန်ကအယမ်းမြန်တယ်၆ထဲကိုဘောလုံးရောက်ပြီဆိုစက္ကန့်ပိုင်းမှာတွေးကြည့်ရတယ်ချက်ချင်းအခြားလူကိုပေးမလားအဲကိုယ်ကို live pressure ပြီးတဲ့ကစားမောက်ကျော်ဖြတ်မလားဒါပဲဝူးဝေးကန်ထုတ်မလားဒါပဲရွေးတယ်ရှိတယ်အင်္ဂလိပ်ဘောလုံးလောကရဲ့ကစားဟန်ဒီအယမ်းမြန်တယ်ဒါပေမဲ့မီခင်းမိန်တို့ကအမှအသားမကျတဲ့အခါမှာတော့မကြာခဏပြစ်လဲတယ်ဒဏ်ရာတွေရတယ်အယံကုန်ထိုင်ရတယ်အမှလုံးချလဲနေတယ် ဘလုံးယာတီဝက်ပြီးသွားတဲ့အခါမှာတော့အသင်းရဲ့အဓိကကစားမအချို့ဒဏ်ရရတယ်အထူးသဖြင့်ခံရဘက်ဒဏ်ရရသွားတဲ့မျိုးယေစုဒဏ်ရရသွားတဲ့မျိုးစာကာမပါနိုင်တော့တဲ့အခြေအနေမျိုးတွေနောက်ပြီးတော့ကွင်းလက်မှာမာတင်အိုရီကက်မရှိတဲ့ကာလတွေဒါမျိုးတွေကျွန်တော်ဖျက်ဆီးခဲ့တဲ့အခါမှာတော့အသင်းရဲ့အရန်ကကစားသမားတွေဒီနေရာမှာသူတို့နိုင်တဲ့တော့ထန်းတင်ပေးရင်းနဲ့လူးဝစ်ကယ်လီအီသန်ဝန်နရီနောက်ပြီးတော့မီခင်းမိန်တို့ခံစစ်မှာဆိုလို့ရှိရင်လည်းအခုပိုလန်တိုင်းခီဗီယော အားလုံးကအသင်းအတွက်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုစီကနေပါဝင်လာခဲ့တယ်။အာတစ်ဖက်မှာ injury ရရင်တစ်ဖက်မှာတော့အသင်းအတွက်ပါဝင်လာခဲ့ပေါ့လေ။အဲ့တော့ Mikhail Mayer ရဲ့အနေထောက်ပြောမယ်ဆိုရင်တော့ကျွန်တော်စူစီတဲ့စီကနေ32တန်းနဲ့ခေါ်လိုက်တယ်။ဒီရာသီမှာသူ36ပဲကစားထားတယ်။၈ကိုးသမီး၅လုံးဖိုင်ထားတယ်။အဲ့ဒီပမာဏသည်မှနှစ်ကစူစီတဲ့မှာတရာသီလုံးလုတ်ခဲ့တဲ့ record ပဲ။အဲ့တော့ဒီပဲအာဆင်နယ်အသင်းမှာလက်ရှိဘယ်သူနဲ့တွဲဆော့နေလဲ။မနေ့ကတော့ဆာရွက်ပေါ်အခင်းချင်းရဆိုသူကွင်းလယ်မှာပွဲထွက်သွားခဲ့တယ်။ဒါပေမဲ့တကယ်တကယ် imposition မှာဆော့တဲ့အခါမှာတိုက်စစ်ထောင်မှာသူဆော့ရတယ်။ဟိုးတော့ဝဆိုလို့ရှိရင်တော့အထူးသဖြင့်ပေါ့လေဒီဘဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမဆုံးစပြီးသဘောကျတာကလေပါဘူးအသင်းနဲ့ပွဲစဉ်မှာဂိုးသွင်းသွားခဲ့တာ။အဲ့လောင်းဘောခေါင်းပြေးတိုက်ပြီးသွင်းသွားတယ်။အဲ့မှာလည်းနည်းနည်းသဘောကျ။အေရီချွေးကြီးမစိုးဘူးပေါ့။ဒါပေမဲ့တကယ်ကျွေတာကလက်စတာကိုနှစ်ခုသွင်းတဲ့ပွဲမှာပထမတကူမှာဆိုရင်ဒီ defensive line တစ်ခုလုံးဂျားတဲ့ကနေပြီးတော့ခေါင်းခုန်တိုက်သွားတာ။အဲ့ line တစ်ခုလုံးဂျားတဲ့ကနေခေါင်းပြေးတိုက်သွားတာ။ ဒုတိယအလုံးမှာဆိုလို့ရှိရင်လေတစ်ဖက်ကပေးလိုက်တဲ့ cross ball ကိုမြေလဲအကျတခါတည်းလှိမ်ဘောကန်ပြီးသွင်းသွားခဲ့တယ်။ Leicester နဲ့ပွဲစဉ်မှာ2ဂိုးအဲ့ဒီပွဲစဉ်ကကျွန်တော်မှတ်မှတ်ရအမှတ်မမှားဘူးဆိုရင်သူအထောင်တိုက်စင်မှုဖြစ်စာပြီးဆော့ခဲ့ရတဲ့ပွဲပဲ။အဲ့ဒီပွဲမှာစပြီးတော့သူဂိုးသွင်းတယ်။နောက်တစ်ပွဲအဲ့ဒါကကျွန်တော်တို့ PSV အသင်းကိုတကူ9ဂိုးနဲ့အဝေးကွန်းမှာနိုင်တဲ့ပွဲစဉ်မှာတလုံးသွင်းတလုံးဖန်တီးသွားတယ်။ PSV အသင်းရဲ့ပွဲစဉ်မှာနော် သူဖန်ပြီးသွားတဲ့အလုံးမှာဆိုလို့ရှိရင်မာတီအိုဒီကက်ကလမ်းကြောင်းလေးကိုချပြီးတယ်အိုဒီကက်ကအေရီယာထိတ်ကန်နေကန်သွားတယ်အမှဖန်ပြီးမှုရတယ်တွင်းကိုမှာဆိုလို့ရှိရင်လည်းဒီဘောက်ထဲမှာဗောလေဒီနေရာစပော့လောက်မှာဒီနေရာစပော့လောက်မှာရည်နေရတာအဲ့ဒီတော့ကတင်ပါရဲ့မေနိုရဲ့နှစ်ယောက် PSV ကစားသမားတွေနဲ့ဘောလုံးရှင်လူတွေနဲ့နောက်ဆုံးသူရသွားပြီးတော့ကန်ထဲ့သွားတာဂိုးသွားတာပဲ အဲ့မှာ तू အဲ့သူ့ရဲ့ခြေစွမ်းပြောင်းမှုတွေပါတာပေါ့လေကျွန်တော်9ဂိုးတကူနဲ့နိုင်သွားခဲ့တဲ့ပွဲစဉ်အဲ့ဒါမှတ်မိတ်ရပါချယ်ဆီအသင်းရဲ့ပွဲစဉ်မှာတော့အသင်းအတွက်အရေးပါတဲ့တလုံးတည်းသောဂိုးကိုတော့ဒေါန်ကန်ဘောကနေပြီးတော့အရှိန်နေပြီးတော့ခေါင်းနဲ့မပြီးတော့တိုက်ပြီးတော့သွင်းသွားခဲ့တယ်အဝေးတိုင်တောင်းတကယ်အသင်းအတွက်အရေးပါတဲ့သုံးမှတ်လို့ပြောလို့ရတယ်။ဖူဟန်အသင်းနဲ့ပွဲစဉ်မှာလည်းသွင်းပါတယ်။အဲ့ဒီဖူဟန်အသင်းနဲ့ပွဲစဉ်မှာတော့အဲ့လုံးကမကူးတော့ကျွန်တော်ထင်ခဲ့တာ ဘာလို့ခန်းစစ်ကစားသမားတွေပြည့်တဲ့ကြက်နေတဲ့ဂျားတွေကနေသူကန်ရတာဒါပေမဲ့အဲ့ဘောလုံးကလမ်းကြောင်းပြောင်းပြီးတော့အဝေးတိုင်းတောင်ထွက်သွားတယ်လီနိုဘာမှမတက်နိုင်ခဲ့ဘူးမေနိုရဲ့ဂိုးလက်ကိုရှိတာသူသွင်းဝဲတဲ့ဂိုးတွေကြည့်မယ်ဆိုရင်ဒီစပော့နားကနေသွင်းတာများတယ်ဒီနေရာတွေကနေကန်တာများတယ်ဒါသူ့ရဲ့ဂိုးသွင်းတဲ့နေရာတွေပဲဒီနေရာတွေကမနေ့ကဆိုဖန်တီးမှုလုပ်တာဒီနေရာနေဖန်တီးသွားတာအဲ့စပော့နေရာနေပြီးတော့နောက်ချောက်နေချိတ်ပြီးတော့ဖန်တီးသွားတာမေနိုကအသင်းမှာတော်တော်လေးဟိုမှာ အခုနောက်ပိုင်းမှာအသုံးဝင်လာပြောလို့ရတယ်သူ့ဘယ်နေရာမှာပိုကြိုက်လဲဆိုတော့အဲ့ဒီဆက်ရှစ်ကြိုက်စီအတွင်းထဲမှာသူရှိနေတာပိုပြီးအသင်းတွေပိုကောင်းတယ်ဒီ area ထိန်ထားလေးမှာဒါပေမဲ့ဒီနေရာလောက်မှာဆိုရင်တော့ main တို့ကျွန်တော်တိတ်မကြိုက်တော့ဘူး main တို့အသုံးဝင်တာဒီ sport ထဲမှာဆိုတော်လေးကိုအသုံးဝင်တာ main တို့ကအဲ့တော့နောက်တကူအဲ့ဒါကတော့ real မတွေ့အသင်းနဲ့ပွဲစဉ်မှာ အသင်းတွေတကူသူငယ်တယ်ဒါက declan right ရဲ့ free kick နှစ်ဂိုးရဲ့တတိယမြောက်ဂိုးဖြစ်သူ scaly ပေးရလုံတန်းပြီးတော့간ထက်သွားတယ် သူ့ရဲ့ကျွန်တော်ပြောတဲ့အတိုင်းပေါ့လေဒီ area ထဲမှာရှိနေလို့ကအဲ့ဘဲတောင်ရန်ကောင်းပဲ area တွေကနေပဲမောက်အဲ့လုံရလေဒုတိယအကြော့ကျွန်တော်အရန်ကိုကြွေကြီးရတဲ့ညတညပဲနှစ်ကိုတကိုနဲ့ကျွန်တော် real ဒုတိယအကြော့မနိုင်ဘူးအဲ့နိုင်ပွဲရဲ့နောက်ွယ်ဖန်တီးရှင်ကသူပထမတစ်လုံးပထမတစ်လုံးမှာဒီဘဲကဒီ area ထိတ်ကနေပြီးတော့ area ထိတ်ကနေပြီးတော့စာကာရဲ့ ပြေးလျောင်းလေးကိုချပစ်လိုက်တာတကယ်တော့တစ်ဖက်ကခန်းစစ်ကစားမတွေအများကြီးရှိတဲ့ကြားနေရပြီးတော့ဒီပြေးလျောင်းလေးကိုထိုးဝေးလိုက်တာအตาလေးပဲစကားလေပပနဲ့ထွက်လာပြီးတော့ကွာတိုက်ကိုအဲ့အပေါ်ကနေမပြီးထည့်သွားတယ်ဒုတိယကိုဒုတိယကိုမှဆိုလို့ရှိရင်ဒီလိုမျိုးပြေးလျောင်းလေးကိုချပစ်လိုက်တာဒီမှာမာတီနယ်လီကတဖက်ခန်းစစ်ကစားမတွေရှင်ပြေးနေအဲ့ဘောလုံးဆွဲပြီးထွက်သွားတယ်သူကဒီနေရာလောက်ကနေလှမ်းပြီးတော့ပေးလိုက်တာအာဆင်နယ်တင်း ကောင်နာတက်ဆော့တဲ့ခါကျရင်ကျွန်တော်အမြင်နဲ့သတိရတဲ့ player တအူးရှိတယ်ဖေဗျူဘေးရာ तू အဲ့နေရာနေဘောလုံးနေပေးတာအရန်ကောင်းမာတင်အိုဒီဂတ်တို့တိုက်စစ်ပြန်ဆပြီဆိုပေးတဲ့ခါကျရင် net လေးရင်လေးနေမယ်ဒါပေမဲ့အခုမီခေးမိန်တို့စီကလည်းအဲ့လိုမျိုး real madrid ကိုကျွန်တော်အချိန်ပေါ်မှာနိုင်တဲ့ဂိုးပုံစံမျိုးမာတင်နယ်ဒီပြေးလျောင်းလေးကိုမျောချပြန်မျိုးတွေ့ရတယ်အဲ့ဘေးကတကယ် share ကြီးဖန်တီးမှုတွေတော်တော်လေးခုနောက်ပိုင်းစိတ်လာတာတကယ်လဲကောင်းတယ်ပို့ပြီးတော့ယုံကြည်မှုလည်းမြင့်သွားပါဘောလေပြီးတော့နောက်ပိုင်းအိုက်တာလည်းမိန်တို့နဲ့ပတ်သက်ပြီးတော့ free roll ဆားဆော့တာကိုလည်းကျွန်တော်တွေ့လာတယ် ကဲမင်းရညကန်သွားခဲ့တဲ့အစ်စွတ်တောင်းတဲ့ပွဲစီရင်ဖန်တီးမှုဟာတကယ်တကယ်အဲ့ဒီအဲ့ဒီဖန်တီးမှုတော့တကယ်ရေးလဲပဲကျွန်တော်ဆုံးမပြောတဲ့အတိုင်းပဲဒီနောက်ချောက်လေးနဲ့ချိတ်ပြီးတော့ချပြီးသွားအမှန်ငယ်အဲ့ဒီလုံးကလေတောင်းတောင်းကစားသမားတဦးသားဆိုရင်အလောတကြီးနဲ့ပိတ်လိုက်မှာဒါပေမဲ့ तू ကဘောလုံးကလည်းနောက်မှရောက်သွားပြီးပြီကိုကလည်းကန်လို့အစီအမီပြောက်တဲ့အခါမှာတော့နောက်ချောက်လေးနဲ့ချိတ်ပြီးတော့မာတင်နယ်လီပြေးလဲရောင်းတဲ့ဟူပြန်ပြီးတော့ခင်းပေးသွားခဲ့တယ်အဲ့ဒီလုံးမာတင်နယ်လီကပြေးပြီးပိတ်သွားခဲ့တယ်ကိုပဲ အဲ့တော့မီခေးမိန်တို့ဒီအာဆင်နယ်အသင်းရဲ့တိုက်စစ်အင်ဂျင်မှာဘယ်လောက်ထိအရေးပါလဲဆိုတော့တွင်းကိုးတွေကြီးပဲမဟုတ်ဘူးဖန်တီးမှုတွေပါလုတ်ပေးနိုင်တဲ့ကစားသမားသူကတော်တော်လေးကိုအရေးပါတယ်အဲ့တော့သူ့ရဲ့အကောင်းဆုံးနေရာတွေကိုပြောပါဆိုရင်တော့ဒီ၁၈ခိုက်စီးပဲအဲ့၁၈ခိုက်စီးအထဲမှာနေတာကသူ့အတွက်ပိုပြီးအကောင်းဆုံးပဲသူ့ကိုဒီအပြင်မှာထုတ်ထားပြီဆိုကျွန်တော်ထင်သလောက်အခြေစုံပြဘူးအထူးသဖြင့်ပရီးမီးယားလိရဲ့မြန်နှုံးမြင့် physical အပြုတ်ကစားဟန်နဲ့ဆိုရင်သူရုံးကန်ရလေးရှိတယ်ဒါပေမဲ့ဒီ၁၈ခိုက်စီးထဲမှာဆိုသူ့အတွက်ပိုပြီးတက်တော့တက်တာရှိတယ်ဘာကြောင့်လဲ ဆက်ရှိကြစီဆိုတာကပြိုင်ဘက်တွေအနေနဲ့ပန်တီဖြစ်မှာဆိုရတဲ့တော်တော်မဖြတ်ထုတ်ဘူးအဲ့အတွက်ဘောလုံးကင်ချိန်ပိုရတယ် finishing လုံနိုင်လုံနိုင်တဲ့လောက်ဖန်တီးနိုင်တဲ့ IQ မြင့်မြင့်တဲ့လောက်အသင်းဖော်ယူအတွက် impact ကြီးရယ်အခုနောက်ပိုင်း तू တွဲဆော့လာတဲ့ကစားသမားကြီးကြည့်မယ်ဆိုရင်မနီကတော့ဆာရုပ်ပေါ်အခင်းကြီးရ तू ကဒီလက် attack မဖီမှာပြင်ပြီးဆင်းစောခဲ့ရတယ်ဒါပေမဲ့တကယ်ကြီး in position တွေမှာပန်တီ bounce တဲမှာကြီးပဲတလုံးရှိတယ်နော်အဝေးကနေလမ်းတင်လိုက်တဲ့ cross ball လုံးနော် ဆရာသမားဒီထိတက်ပြီးတော့ခေါင်းတိုက်ဖို့ကြိုးစားအဲ့တောင်လားအထိဂိုးပြီးတော့ထင်တာဘင်းကနေကပ်ပြီးထွက်သွားခဲ့။ Area Jewelry မှာတော်တော်လေးကိုကောင်းတာ။ Real Madrid ကျွန်တော်တို့ကိုအမြင်မိုးရင်းနဲ့အသာယူမဲ့ကြိုးစားခဲ့တဲ့တော့က main လို့ကစားသမားမျိုးသူတို့မှာမရှိဘူး။သူတို့ကကျတော့ ground ပြေးလမ်းကြောင်းတွေကိုပဲကောင်းကောင်းအသုံးပြုတဲ့ Mbappe လို့ကစားသမားမျိုးတွေပဲသူတို့မှာရှိတာ။အဲ့တော့ကျွန်တော်တို့အနေနဲ့မီခင်းမိန်လို့နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်မနေ့ကညက Martinelli, Trossard, Bukayo Saka ဒီ၃ရောက်အထိုင်ရဲ့နောက်မှာဒီကွင်းလက်အထိုင်ပုံစံမျိုးနဲ့ဆော့သွားတယ်။ဒါပေမဲ့ imposition တွေမှာသူရှေ့ကိုတက်ဆော့ခဲ့ရတယ်။အော်တစ်ချိန်လုံးကဆိုရင်တော့ Trossard Merino Wanneri စာကလည်း injury ရနေတယ်။ Martinelli ရဲ့ injury ရနေတယ်။ Harvard လည်း injury ရနေတဲ့အချိန်မှာတော့ Trossard Merino Wanneri ဆိုတဲ့တိုက်စစ်ကိုကျွန်တော်တို့သုံးခဲ့တယ်။နောက်တစ်ချက်ကတော့ Martinelli စာကရဲ့ Merino ရဲ့ အဲ့ဒါကိုလေကျွန်တော်တို့ခုနောက်မှခက်ဆစ်စီသုံးလာတွေ့ရတယ်။အဲ့တော့ main တို့ဒီဘယ်သူနဲ့ပဲတွဲဆော့တွဲဆော့အထောင်တိုက်စစ်စင်းမှာပဲပါလာသည်ဖြစ်စေအနောက်မှာပဲပါလာသည်ဖြစ်စေသူ့ရဲ့တကယ် main duty က artita instruction ပေးထားလို့ထင်တယ်။ဒီပဏတိ box ထဲမှာပဲအချိန်များစုကရှိတာ။တကယ်လည်းအဲ့ထဲမှာဝင်ပြီးလုပ်လို့တယ်။မနေ့ကဆိုလို့ရှိရင်လည်းဘူကောဆာကာရဲ့ဒီပြေးလက်ညောင်းလေးကိုထပ်ပြီးခြာပေးလိုက်သေးတယ်။ဟိုဆရာသမားအနိကကန္တာအဝေးတိုင်းတောင်းချော်ွားလို့မအပ်ပြီလေတဲ့အသာလေးပဲ။အဲ့ပဲ ဖန်နှီးမှုတွေကခုနကပိုပြီးတော့မှလက်ဖျားခါလာစရာကောင်းတယ်ကျွန်တော်မနေ့ကတော့ဒီပေါ့အကြိုက်ဆုံးကစားသမား၄ဦးထဲမှာသူ့ကိုမထည့်ပေးဖြစ်ဘူးဆိုတာကစင်ချန်ကူလူလိုကစားသမားမျိုးတွေဦးစားပေးပြောချင်လို့မိန်တို့ဘလောက်ကောင်းလဲဆိုတော့ကျောင်းကြီးကိုတီးပြီးသားပဲခါကျရင် rice တို့ main တို့ဘလောက်ကောင်းလဲဆိုတော့ကိုတကူတကပြောတဲ့ဆိုင်တစ်ခါလေးမှဝင်ကစားဝင်ရပြီးတော့ပို့ပြီး performance မတိမ်မြင်ပြနိုင်တဲ့ကစားသမားတွေဆိုရင်တော့ကျွန်တော်ကအဲ့လိုမျိုးဦးစားပေးပေါ်ပြပေးဖြစ်တယ်ဗောလေအဲ့ဒါကတော့ main တို့အတွက်တီးတန့်ပြီးလို့လုပ်ပါအဲ့ဒါဆိုစပိတ်မီကနေလာတယ် အင်္ဂလန်မှာကာလာတစ်ခုကြာရုံးကန်ခဲ့ရမယ်အခုတော့အိုက်တိုင်းဂျိုကာဒါပေမဲ့ main တို့အိုက်တာအတွက်တိုက်စစ်ပိုင်းမှာအင်ဂျင်မှာအဲ့လောက်အသုံးဝင်နေဆိုတာကယာတီကုံအထိပဲယာကြီးအနေနဲ့အစဉ်ပြေလိမ့်မယ်လာမယ့်ယာတီမှာဒီလောက်ကြီးသူပုံမှန်ခြေစွမ်းပြနေမယ်လို့ကျွန်တော်တရသေးတော့မှတ်ယူလို့မရဘူးအာဆင်နယ်တိနေနဲ့မမိမရော့ပဲတိုက်စစ်မှုစစ်စစ်တော့ဝယ်မှဖြစ်မယ် main တို့အနေနဲ့လဲစော်ရင်စော်ရင်နဲ့ဒီ အတက်ကင်မဖီတွေမှာသူအစင်ပြာလိမ့်မယ်ထင်တယ်ဒါက option တစ်ခုဖြစ်ဖြစ်သွားမယ်တိုက်စစ်မှုတွေကိုလာမယ့်ရာသီမှာအနားပြီးရင် main တို့အခုလိုမျိုး total football attack ပုံစံမျိုးနဲ့ပြန်ပြောင်းသုံးလို့ရအဲ့ဆို Arsenal တင်းရဲ့တိုက်စစ်ဆုံးကတော့ဘာပြောစိတ်ဝင်စားဖို့တော်တော်ကောင်းလာပြီအခုနောက်မှသတိထားမိတာ Rice ကိုဝယ်တယ် DR မှာမထားဘဲနဲ့တိုက်စစ်ကိုပို့ပြီးလိုက်ပါစီတယ် main တို့ဝယ်တယ်ပွင့်လက်ကစားမှတူးဆိုပေမဲ့တိုက်စစ်အထောက်မှာလူမရှိရတဲ့အတွက်တင်ပြီးစော့တယ် Martin Zubimendi ဝယ်ပြီးရော rice လိုမျိုး attacking midfield တက်မဆော့ခိုင်းလို့ပြောလို့မရဘူးအဲ့ဆိုကျွန်တော်တို့ကြည့်ရမှာပေါ့လေဘာပြောပါအသင်းအတွက်အရေးပါတဲ့ကစားသမားတူဦးဖြစ်လာခဲ့တဲ့28နှစ်သားကြီးစပိန်သားမီခေမေရီတို့အတွက်ဒါကတော့ ုံပြူဗီဒီယိုတို့ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကကွန်ကြီးပတ်ဝန်းကျင်ရဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ညကို6010666 3936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နေမှာဖြစ်လို့ငွေပုံကိုရှာရှိမှာဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတော့ဆိုတော့ YouTube မှာကိုထုတ်ဖို့ရှူရရှာပြီးကျွန်တော်အားပြလို့ရပါတယ်အိုက်ဖက်ခုရှိကို Sport Internet ငါးသလုံးမိတို့ကိုကစားလို့ရနေပါပြီခင်ဗျာ